ငယ်ချင်းမရှင်များအားလုံးပဲမင်္ဂလာပါဗျာနော်အဲဒီနေ့မှာတော့ကျွန်တော်ကဒါ senior တကွက်ပေါ့နော်အဲသူကတော့ကျွန်တော်တို့ရိုးရိုးလေးပါပဲ site ကကျွန်တော်ဒီပေါင်းခြင်းနေပဲလဲရှာပေးသွားတယ်ပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့အရင်ကလိုတော့ထူးထူးဆန်းဆန်းနေတော့တိတ်မရှိဘူးပေါ့ဗျာနော် Okay ဒါဆိုရင်ကျွန်တော်တို့အတူတူစပြီးတော့ကြည့်ကြည့်အောင်နော်ပထမဆုံးကျွန်တော်တို့ထိပ်စီးကလည်းကျွန်တော်တို့ပေါင်းခြင်းပေါ့နော် ဒီပေါင်းခြင်းဒီ၃လုံးပေါင်းခြင်းပေါ့เนาะဒီ၃လုံးပေါင်းခြင်းဒီ၃၃နှစ်เนาะ336ကိုကျွန်တော်နှစ်နဲ့ပေါင်းရင်ပေါင်းခြင်းရှစ်ပေါ့เนาะ၈ပြီးတော့သူကဘာလာပေးလဲဆိုရင်ဒီမှာ388ဆိုပြီးတော့ပေါ့เนาะ388 88ဒီ63နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်ဒီနံပါတ်9ပေါ့เนาะ89 30ဆိုပြီးတော့ကျွန်တော်အရင်ရိုးရိုးလေးပဲပေါ့နော်ကျွန်တော်ဖန်ပြထားတယ်30ဆိုတော့ကျွန်တော်ဒါ1ထိပ်ပေါ့နော်63ဒီကို1နဲ့ပေါင်းရင်အာဖုန်ကြီးဒီနံပါတ်30ဖြစ်တယ်ပေါ့နော်ဒါပြီးရင်ကျွန်တော်တို့ဒါခါလေးတစ်ချက်ကြည့်အောင်ဗျာနော်ခါကလည်းကျွန်တော်တို့အတူတူပဲပေါ့နော်သူကတော့ကျွန်တော်တို့ဒီသူ့ရဲ့အဝါပေါ့နော်ခါကတော့ကျွန်တော်ဒီမှာနံပါတ်3ရှိတဲ့အတွက်တဲ့ကျွန်တော်တို့3 3ပါဝါ3လုံးဖုန်ကြီးဒီပေါင်းခြင်းနံပါတ်10လို့ရိုက်ပါတယ် နော်ပြီးရင်နှစ်ပင်ချားမှာကျွန်တော်တို့ဒီမှာရှိနေတာဒီနံပါတ်10ပေါ့နော်10မှာလည်းကျွန်တော်တို့10ပါဝါဒီလို၃လုံးပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်3ဆိုပြီးတော့ကျွန်တော်တို့ရိုက်ပြီးသွားတယ်နော်2 5ပေါင်းခြင်း9ကိုကျွန်တော်တို့6နဲ့ပေါင်းပြီးတော့ပေါင်းခြင်း3ပေါ့နော်တပင်းနှစ်ပင်ချားကကျွန်တော်တို့နံပါတ်6ပေါ့နော်နံပါတ်6ဒီကျွန်တော်တို့ဒီမှာ6 6ပါဝါဒီပေါင်းခြင်းနံပါတ်ဘယ်လောက်ဖြစ်ပြရမလဲနံပါတ်1ဆိုပြီးတော့ဖြစ်ပြရမယ်နော်ဒါအတွက်ကြောင့်ကျွန်တော်တို့နံပါတ် နှစ်တီခါပေါ့နော်၄နှစ်တီပေါင်းခြင်းနံပါတ်6 9နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်1ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကြံတာဒီနောက်ဆုံးဒီအပိတ်ပဲကြံနေပေါ့နော်အပိတ်မှာလဲကျွန်တော်ကတော့ဒီပေါင်းခြင်းနဲ့ပဲဒီမူကတော့ပေါ့နော်ပေါင်းခြင်းတီတက်ဒါရှားပေးထားတဲ့မူပါနော်ကျွန်တော်ဒီလို၃လုံးပေါင်းခြင်းတီတဲ့ဒီမှာကကျွန်တော်တို့1 2 6ဆိုတော့ပေါင်းခြင်းနံပါတ်3ညနော်၃ညပြီးတော့ကျွန်တော်တို့ပါလာလဲဆိုရင်၄၂၅ပေါင်းခြင်းနံပါတ်1ပေါ့နော်၃ည1 ဆိုတော့ဒီမှာကျွန်တော်နှစ်လို့ဖမ်းပေးမယ်ပေါ့နော်ဒီမှာ663ညပေါ့ဗျာနော်ဒါဂျူဂျိုလေးဆိုတော့တကယ်ကျွန်တော်ဒါကြိုက်မှလည်းကစားပေါ့ဗျာနော်ဒါပြောလို့တော့မရဘူးပေါ့နော်ဒါ120ဆိုပြီးတော့ဒါရပါတယ်နော်အဲ123ညဆိုတာစီနီယာမဲပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီမူလေးကတော့ဒါကလေးမူပေါ့ဗျာနော်ကလေးမူပါဟဲ့ကြိုက်မာတာကစားကြည့်ပေါ့နော်โอเคကျွန်တော်အစားဆုံးလေးပြန်ပြီးတော့ပြောပြမယ်နော်ဒီမှာပေါင်းခြင်းနံပါတ်3လုံးပေါင်းခြင်း8ပေါ့နော် ဒီမှာပေါင်းခြင်း၈၈ကြပြီးတော့ကျွန်တော်ဒီမှာပေါင်းခြင်းနံပါတ်9နော်ဒီအတွက်ကြောင့်ဒီမှာပေါင်းခြင်းနံပါတ်30ဆိုပြီးတော့ပေါ့နော်8 9 30တိထိစီဖန်ထားတယ်ပေါ့နော်ဒီမှာ3 3ပါဝါသည်8နော်ဒီမှာပါဝါတွေရိုက်တယ်ပြီးရင်နံပါတ်8နော်နှစ်ပင်ကြားက8 8ပါဝါသည် ီမှာလည်းကျွန်တော်နံပါတ်3 2ပါဝါเนาะဒီလိုကြောင့်ဒီမှာနံပါတ်6ရှိတဲ့အတွက်6ပါဝါ10ဆိုပြီးတော့ကျွန်တော်တို့ဖန်တာကျွန်တော်နှစ်ခါပေါ့เนาะနှစ်ခါလေးရပါတယ်เนาะဒီမှာကပေါင်းခြင်းနံပါတ်3ညเนาะဒီမှာပေါင်းခြင်းနံပါတ်3နံပါတ်1เนาะဒီမှာပေါင်းခြင်းနံပါတ်နံပါတ်2ဆိုပြီးတော့120เนาะโอเคပါဒါကြာရင်လည်းကန်ဆန်ကြည့်ပေါ့ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာဘိုင်ဘိုင်ပါ